မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ DVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်းဆောင်ကလေတက်စေဦးစီးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုနိုဘာလ25ရက်နေ့ကတာဝန်ကနေအနားပေးလိုက်ပြီးသူ့ရဲ့နေရာကိုလေတက်ကုတ်ကဲမှုဌာနချုပ်မှုတယောက်ကိုအစားထိုးလိုက်တယ်လို့နေပြည်တော်သတင်းမြစ်တွေစီကသိရပါဗျာ ဒုဖို့ချုပ်ကြီးစော်ဝင်းမြင့်ကိုလေးချောင်းတိုက်ခိုက်မှုလင်းတင်စီကိစ္စတွေနဲ့နော်မာလာ20ရက်နေကလေးကစစ်ဆေးခံရပြီးတာဝန်ကနေအနာပေးလိုက်တာလို့နေပြည်တော်သတင်းရေးမြစ်က TV ကိုပြောပါရယ်။သူ့ရဲ့နေရာမှာအနောက်ပိုင်းလေတပ်စကန်ဌာနချုပ်မှုဗိုလ်ချုပ်တိန်ထွန်းဦးနဲ့ ဌာနချုပ်မူဟောင်းဗိုလ်ချုပ်ထွန်းဝင်းနှစ်ယောက်ထဲကခန့်အပ်မယ်လို့သတင်းတွေထွက်နေပေမဲ့ဘသူကိုခန့်အပ်မယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ်လေတက်ဖွဲ့စည်းပုံအရကာကွယ်ရေးဦးစီးချုပ်လေပြီးရင်စီဦးစီးအရာရှိချုပ်ကဒုတိယယာတို့အကြီးဆုံးဖြစ်ပြီးသူ့ရဲ့အောက်မှာဗိုလ်ချုပ်အဆင့်ရှိတဲ့ဌာနချုပ်မူ9ယောက်ရှိတယ်လို့သိရပါရယ်စစ်ကောင်းဆောင်ကနော်မာလာ24ရက်နေ့ကလည်းစစ်စင်ရေးမအောင်မြင်မှုနဲ့လက်စားမှုတွေကြောင့်စုံခုံစစ်ဆေးနေတဲ့အနောက်မြောက်တိုင်းဆက်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမြင့်မျိုး မျိုးမင်းထွေးကိုတာဝန်ကနေအနာပေးပြီးစေဦးစီးတက္ကသိုလ်ကအကြောင်းအုပ်ကြီးဗိုလ်ချုပ်ကျော်သူရကိုခန့်အပ်ခဲ့ပါသေးတယ်ရှင် စေအိုဆိုရဲ့လူငင်းခွင့်အရာပုံပါ905ကနဲ့ထောင်တန်းကြားခံနေရသူတွေကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာပြန်လွှတ်ပေးနေပြီး NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ကဦးကြည်တိုးလဲအင်းစိန်အကျဉ်းထောင်ကနေပြန်လည်လွှတ်မြောက်လာတယ်လို့သိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလူမှုအုံကြွားမှုတွေအားကောင်းခဲ့ချိန်2021ခုနှစ်မှာရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းလှဲဒဏ်မှာစစ်တပ်ကဦးကြည်တိုးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ် အင်းစိန်ထောင်ကနေပြန်လွတ်လာတဲ့အချိန်မှာပဲဒေါန်ဆန်းစုကြည်နဲ့အသက်60အထိအတူအလုံးလုံးနိုင်ဖို့အားမွေးထားတယ်လို့ဦးကြည်တိုးကပြောသွားပါဗျ။ ဒီကနေ့အင်းစိန်အချင်းထောင်ကနေပြန်လွတ်လာတဲ့ပုံမှ905ကနေအချင်းချခံထားရသူ192ယောက်ရှိပြီးမျိုးသမီး88ယောက်ပါဝင်နေလို့လည်းသိရပါဗျ။စေဥစုက ပုံမှ905ကနေဖန်စီအချင်းချခံထားရသူ3000ကျော်ကိုနိုမာလာ26ရက်နေ့ညပိုင်းကပြန်လည်လွှင့်ရင်းခွင့်ပြုခဲ့ပြီးအဲ့ဒီထဲက824ယောက်ကိုခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ပုံမှ905ကနေအမှုဖွင့်ခံခဲ့ရပြီးဖမ်းမမိသူ9580ကိုလည်းအမှုကပိတ်သိမ်းပေးခဲ့တယ်လို့သိရ ရပါတယ်ရှင်။ ARD တိုင်းဒေသကြီးတွေကမကြီးစင်ဝန်းကျင်နဲ့တာပေါင်းမြို့နယ်တွေကရိုးမနဲ့ထိစပ်နေတဲ့ကျေးရွာတွေကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာပါတယ်။သို့တူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ရခိုင်နယ် AR အစက်ကမကြီးစင်ရွာဝင်းကျင်နဲ့တာပေါင်းမြို့နယ်ထဲမှာရှိပြီးရိုးမနယ်ထိစပ်နေတဲ့သဲဖြူတာပေါင်းကလေးရွာရင်းနာမှာ အရခတတော်အေအေနဲ့စစ်ကောမရှင်တပ်တို့တိုက်ပွဲတွေပြင်းထန်နေခဲ့တဲ့အကြောင်းဒေသခံတွေစီရင်ရင်းမြစ်တွေကပြောပါရယ်စစ်ကောမရှင်တပ်တွေကတာပေါင်းမျိုးဘက်ကနေနိုဝင်ဘာ19ရက်နေ့လောက်ကစလို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာ26ရက်မနက်ပိုင်းအထိလက်နက်ကြီးတန်းကိုကြားနေရတဲ့အကြောင်းရွှေတောင်ရံမြို့ဝင်းကျင်မှာနေထိုင်တဲ့ဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်သူမနေထိုင်ရာဒေသဟာတိုက်ပွဲဖြစ်ရတဲ့နီးစပ်တဲ့အပြင်စစ်ကောင်စီတပ်တွေလည်းအသွာအလာရှိတာကြောင့် လုံခြုံရေးအရာ DVP ကအတန်အစားထုတ်ဖတ်ပြထားပါဗျ။နနကြီးတင်ရင်းကတော့တတော်ကိုနင်းနင်းကက်ကက်ကြားနေရတယ်။လောင်ဝဲလောက်တတားဟာမှစကြားရတာပါ။ရေထက်ကမကြီးစင်ဘက်ကိုလမ်းပစ်တလုံးလုံးလေးကြားတယ်။တိုက်ပွဲကတဲဖြူလေးတာပေါင်းလေးဘက်တွေမှာဖြစ်နေရ။ဘောမိနဲ့ဂျိတ်လက်ကြားမှလည်းဖြစ်နေတယ်လို့ပြောတယ်။ဒီကနေ့မှာတော့မနက်ကလနဲ့ကြီးတန်တစ်ချက်နှစ်ချက်လောက်ပဲကြားတယ်။နဝေမာလာ25ရက်နေ့ညနေထီကတော့တတော်ကိုကြားတယ်။တိုက်ပွဲကတော့မဖြစ်ရင်တော့ကောင်းတာပေါ့နော်။ကျမတို့မှလည်းနားဆွင့်နေရတာ။ ဒေသခံပြောပြတဲ့ဘောမီမကြီးစင်နဲ့တာပေါင်းကလေးကျွေးရဝင်းကျင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်ကအေအတက်တွေထိန်းချုပ်နိုင်ခဲ့တဲ့ဒေသတွေဖြစ်ပြီးဆယ်လာဝင်းကျင်အကြာမှာတိုက်ပွဲတွေပြန်ဖြစ်လာတာပါ။တခြားဒေသခံစီရေးရင်းမြစ်ကလည်းတာပေါင်းမြို့နယ်တဲ9ရက်လောက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့အကြောင်းပြောပြမိ့နိုဝင်ဘာ24ရက်နောက်ပိုင်းအခြေအနေကိုတော့သူ့အနေနဲ့အတိမပြုတ်နိုင်သေးကြောင်းပြောပါရယ်။အဲကျွန်တော်ဝင်လန်းကွာဆုံးပါဆက်စစ်ကြည့်ရအဲအဲအဲကျွန်တော်ဒီရတထားပါပဲနာတာခါတက်သွားတာပါ။ ရေတာကွာလာမကတက်လို့ရှိရင်တို့လန်နာများတယ်ဗျာလန်နာများတယ်ပြီးတော့လန်နာများတယ်အဲ့ဘက်ကပြီးတော့တူတော့ပို့ထူတယ်ဗျာအတော့ပို့ထူတဲ့အခါကျတော့ကျွန်တော်ဘယ်လိုပြောရလို့ရှိရင်တို့အဲ့ဘက်ကနေတော့မဖြစ်နိုင်ဘူးဒီဘက်ကနေတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ညဟိုညပူးညပိတ်နေကျွန်တော်တို့ကဒီကွာဘက်ကိုပြန်ပြီးတော့စစ်တောက်ထုတ်ရလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ဒါအပြင်လေးမျက်နှာနဲ့ရေကြီးမြို့နယ်အဆက်ကဆက်ဆက်ယူချင်းလဲ့နဲ့တဲနုကုံရွာတွေဝင်းကျင်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်စစ်တပ်ကအမတ်3လေးလေးဘက်ကစစ်ရေးအခြေအနေကိုရှော့ချလိုတာကြောင့် တာပေါင်းပေါက်ကိုထိုးစစ်စင်တာဖြစ်နိုင်တယ်လို့လည်း AA နဲ့နီးစပ်သူတယောက်ကခံမှန်းပါတယ်။အာရခတတော် AA ဘက်ကတော့နိုဝင်မာလာဇန်ပိုင်းတိုက်ပွဲတွေတဲ့တက်မချချောင်းနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတိုက်ရင်တွေကနေလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ40ကျော်ရှိခဲ့ကြောင်းနိုဝင်မာ17ရက်နေ့ကထုတ်ပြန်ထားပါတယ်။ကျွန်တော်စိုးသူအောင်ပါ စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြည့်ရွာနာကချင်းတွင်းမြစ်ထဲမှာရှိတဲ့ရွှေတူးတဲ့နေရာကိုနိုဝင်ဘာလ28ရက်နေ့မနက်မှာစစ်တပ်ကလေကြောင်းကနေဘုံကျဲသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ကဘုံကျဲတဲ့အပြင်လေရင်ပေါ်ကနေဆက်တနက်နဲ့လည်းပြစ်သွားပြီး ထိခိုက်သေးဆုံးသူရှိနိုင်တယ်လို့လောင်ပြေရွာနာမှာရှိတဲ့တင်တော်ရွာသားတယောက်ကပြောပါရယ်။လောင်ပြေရွာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်းချင်းတွင်းမြစ်ထဲကရွှေမျောလုံနေတဲ့ဖောင်တွေပေါ်ကိုလေကြောင်းကနေတိုက်ခိုက်သွားတာဖြစ်ပြီးနေ့လယ်၁၇နာရီဝန်းကျင်အထိကယ်ဆယ်ရေးမလုပ်နိုင်သေးဘူးလို့ပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၂၂ရက်နေ့ကလည်းတိုက်လေရင်အပါအဝင်စက်တက်လေးထီးနဲ့တိုက်ခိုက်ခဲ့လို့သေဆုံးသူအယောက်၂၀ထက်မနည်းရှိခဲ့ပြီးဒဏ်ရာရှိသူအယောက်၅၀ထက်မနည်းလည်းရှိခဲ့တယ်လို့သိရပါရယ်။အဲ့ဒီလောင်ပြေရွာနာမှာရွှေတူးနေတာကိုဒေသ ခံပြည်သူတွေကလက်မခံပဲဆန္ဒပြတာတွေလည်းရှိခဲ့ပါသေးတယ်ရှင်။ကောက်ကရိတ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရှောင်28ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့လို့ဒေသခံတွေနဲ့ကိုကြီးပေးနေသူတွေကပြောပါရယ်။အောင်ခံသတင်းပေးပို့ထားတာပါရှင်။နဝင်ဝလာ23ရက်နေ့ကစပြီးကင်းမီနယ်ကောက်ကရိတ်မြောက်ပိုင်းအောက်ကုတဲလမ်းမိုင်းမှာရှိတဲ့ လှိုင်စင်းရွာကောင်းမှုကြီးရွာဘက်ကိုစစ်ကော်မရှင်ကစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကော်မရှင်စစ်ကြောင်းကပြီးတဲ့ခါထကြီးရွာကရောဘာကျမ်းမှာစစ်မင်းရှောင်နေတဲ့ဒေသခံ28ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဘာကြောင့်ဖမ်းတာလဲဆိုတော့ဒုက္ခပေးရတယ်ရော။နောက်ကြောင့်ပြအမှုရောက်ဒီလိုကြောင့်ဆိုတော့အပြင်လူတွေဆက်တွေ့ပါတော့ဒီဘောလီပဲရှိမှာ။ ီကျယ်နေပါလေဆက်သွေးတယ်ပေါ့ဒီဘဝဖြစ်ဆောင်နေနဲ့မမကနာကြလဲပြိုင်နေပြတ်လို့မှာပေါ့ဒီဘာကြောင့်ကိုလဲဆိုတော့တို့ကနည်းနည်းမယုံဘူးတော့ပြောချင်တာဟိုဘက်ဟိုဘက်အပြည့်တယ်ပြညာပြီးလို့ဘောပဲလို့ပြင်မှာပေါ့ဆရာပါပါလူကြီးသွားတယ်ဘောရောရှိကုန်မရှင်တက်ကကော့ကရိတ်မျိုးနီးကကြွေရည်ကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မှုနဲ့နေပြည်တော်ဆိုးမှုနိုင်မှုစစ်မှုထဲတပ်တပ်တီတီကိုအင်အားဖြည့်သိမ်းပြီး တိုးတက်သောဗုဒ္ဓဘာသာကင်းဝဒတက်မတော် DKPA ပို့ပြီးဖွဲ့နေကြတော့တဲ့ BJF ကွန်ကြီးနဲ့စစ်ကြောင်းထိုးနေတာပါဒါအပြင်ဒေသခံတွေကိုလူသားတိုင်းအနေနဲ့ဖန်စီပြီးလက်မြတ်ခိုင်းတာတွေရှိတယ်လို့စစ်ဆောင်ရေးကွန်ကြီးပေးနေသူတွေကပြောပါတယ်အဲတိုက်ပွဲလည်းဖြစ်တယ်စီတောင်းလည်းထိုးရတယ်သူတို့ဖန်စီကောသွားပါရဲ့ဆိုရင်တော့ဒီအတိုင်းနေနဲ့သူတို့ပြန်လည်းဖန်စီလာပြီးတော့မြို့ပြန်ခေါ်လာတာလည်းဖြစ်နိုင်တယ်ပေါ့ သူတို့လည်းလမ်းနဲ့ပြောက်ကြမဲ့တိုက်ပွဲဖြစ်တော့အော်သူကပါစာတွေများတယ်လေပါစာတွေများတော့မကျွမ်းဘူးအော်အတွေ့အကြုံရှိတဲ့အခါကျတော့ကျွန်တော်ရွာသားတွေတစားကြလုံးတစားကြလုံးပြီးတော့မှလမ်းပြတိုင်းလမ်းပြတိုင်းမျိုးမှဒီပေါ်ဝဲဒီပါစီခေါ်ဆောင်တာမျိုးအဲလိုမျိုးလည်းဖြစ်နိုင်တယ်လို့လက်ရှိမှာလဲစစ်ကောင်းကြီးစစ်ကြောင်းတွေကိုကောင်းမှုစော်ဟဲလှိုင်းစိန်မိဖာလဲနောက်ငိုင်းကြီးွာတွေမှာဂဲလန်လီပူအောင်တက်တွေက ိတ်ဆို့တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်နိုဝင်ဘာလ25ရက်နေ့ညနေ4နာရီခွဲလောက်ကကော့ကရိတ်မြို့နယ်တရတော်ကြီးရွာကိုစစ်ကောင်မရှင်ကလေကြောင်းကနေဝိုင်လွဲလျင်နဲ့ဝုံးစိန်လုံးကျချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မင်းရဲ့ညနေကတတသဝိုင်တွဲနဲ့ဘုံဆက်လို့လာပြစ်ချရဲဝိုင်တွဲလင်းရင်လာပတ်ပြီးတော့ဒီတရက်တော့ အဲ့တော့တောင်းဘာကလည်းဒီပပပပပတော့အရေးတို့တည်ရတဲ့နေရာကိုတိချရနပတ်ပတ်ငါလုံးပတ်ငါလုံးနပတ်ဆယ်လုံးဒီကျဲတော့အိမ်တလုံးကတော့တိကျပြက်စီရတယ်ဒါမှအသေးပြောက်တော့မရှိဘူးတော့နေရဒီဘက်တည့်တော့ပန်းနဲ့တို့ပြစ်ချလာမနေရမျက်နေပါအဲ့ဒါကြောင်းမှာကြောင်းလည်းမလွတ်သေးတော့ကြောင်းသွားတယ်ထပ်ပြေးတဲ့အားလည်းရှိရှောင်ပြေးတာလည်းရှိတယ်ပေါ့နော်ကြောင်းနေတဲ့ဒီပြက်တော့ရွာစာပြင်တော့ခလေးတွေသူတို့ချင်းအဆောင်လေးကခလေးတွေရွာပြီးရွာလာလို့ကလေးချင်းနဲ့ကလေးတွေပြေးကြတယ် စစ်ကောင်စီတပ်ကဂွေမောင်းတိုင်းထီဘိုးစံနောက်ကင်းကြီးဝစစ်ဆက်လမ်းပေါ်ကဒရာလေးစင်းကိုမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်ကျုံတို့မျိုးခမ905 96ကနေဒရုံလက်နဲ့ကြည့်ပြကိုရယူပြီးကျုံတို့ရပတိုင်းထီဘိုးစံလမ်းအတိုင်းလူလက်နဲ့ခရံရိတ်ခါပြီးနှိမ့်နှင်းလူလူဖြစ်တင်းနေပါတယ်။ကျွန်တော်အောင်ခန့်ပါ နိုမာလာ26ရက်နေ့ညနေပိုင်းကဝါရှင်တန် DC မြို့အိမ်ဖြူတော်နဲ့နှစ်ဘလောက်သာကွာတဲ့နေရာမှာအနောက်ဗာဂျီးနီးယားပြည်နယ်ကအမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ယောက်ပြစ်ခတ်ခံခဲ့ရပြီးအခြေအနေစိုးရိမ်ရတယ်လို့အာဏာပိုင်တွေကဆိုပါတယ်။တနတ်သမားဟာအနီးနားကတခြားအစောင့်တပ်ဖွဲ့ဝင်တွေရဲ့တုံ့ပြန်ပြစ်ခတ်မှုကြောင့်ထဏ်ရာရခဲ့ပြီးဖမ်းဆီးခံခဲ့ရတာပါ။ သမ္မတဒေါ်နယ်ထရန့်ကတိုက်ခိုက်သူကို2021ခုနှစ်စက်တင်ဘာလကအာဖဂန်နစ္စတန်ကနေဝင်ရောက်လာသူဖြစ်ပြီးဒီကျန်းဖက်လုပ်ရက်အတွက်ဖြစ်နိုင်သမျှအပြင်းထန်ဆုံးပြစ်ဒဏ်ပေးမယ်လို့ကတိပြုခဲ့ပါဗျာ။ အဲ့ဒီနောက်မှာသမရထရန့်ကအရှင်သမရဂျိုးဘိုင်ဒန်လက်ထက်မှာအာဖဂန်နစ္စတန်ကနေဝင်ရောက်လာသူတိုင်းကိုပြန်လည်စစ်ဆေးဖို့လိုအပ်တယ်လို့ကြေညာလိုက်ပါတယ်။ FBI ကဦးဆောင်ပြီးအကြမ်းဖက်မှုအဖြစ်စုံစမ်းစစ်ဆေးနေတဲ့ဒီဖြစ်ရပ်မှာတန်တရားရှိသူဟာဗီဇာတက်တန်းလို့နေထိုင်နေတဲ့အာဖဂန်နိုင်ငံသားရာမန်နူလာလာကန်ဝါဖြစ်တယ်လို့သတင်းမြစ်တွေကဖော်ပြကြပါတယ်။သမရထရန့်ကလုံခြုံရေးအတွက်အဆောင်တပ်ဖွဲ့ဝင်900ဝါရှင်တန်ဒီစီကိုထပ်မံစေလို့ဖို့ကာကွယ်ရေးဝန်ကြီးဖီးဟတ်ဆက်ကိုအမိန့်ပေးခဲ့ပါတယ်ရှင်။ TV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငူခတ်တာပါကျေးဇူးတင်ပါတယ်ရှင်